အီရန်နိုင်ငံနဲ့အစ္စရေးနိုင်ငံနှစ်နိုင်ငံစလုံးကအပြစ်ခတ်ရစဲရေးသဘောတူညီချက်ကိုချိုးဖောက်ခဲ့ကြကြောင်းသမ္မတထရန့်က ပြောကြားလာပါတယ်။အရှိလေပိုင်းဒေသအတွင်းမှသတင်းများဟာ နိုင်ပိုင်းမှတင်တရက်ချင်းမတူညီပဲထွက်ပေါ်လာတဲ့သတင်းများဟာ ရှေ့နောက်မညီပဲပြောင်းလဲမှုများစွာ တွေ့ရှိနေရပါတယ်။ American သမ္မတ Donald Trump ဟာ ဂျွန်လ23ရက်နေ့ကအစ္စရေးနိုင်ငံနဲ့အီရန်နိုင်ငံတို့အပိတိုင် အပြစ်ခတ်ရက်စဲတဲ့သဘောတူညီမှုရရှိကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။အီရန်နိုင်ငံကအမေရိကန်ပြည်ထောင်စုရဲ့ပြောကြားချက်များမှာမှန်ကန်ခြင်းမရှိကြောင်းနဲ့နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့ခြင်းမရှိကြောင်းပယ်ချခဲ့ပြန်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အစ္စရေးနိုင်ငံကိုတိခန့်ချုပ်တီးရန်နဲ့ စိတ်ရှိရန်ပြောကြားခဲ့ပါတယ်။အရှိလေပိုင်းဒေသတွင်ပြည်သူများနဲ့ကဘာသူကွာသားများမျှော်လင့်ထားတဲ့အတိုင်းငြိမ်းချမ်းရေးရောင်ကြီးများဟာပျောက်ွယ်စပြုနေပြီလို့ဟူတဲ့မိကုံများပေါ်ထွက်နေပါတယ်။ရှိလေပိုင်းဒေသတွင် အပြစ်ခက်များရပ်ဆဲပြီးဒေသတွင်နေထိုင်ကြတဲ့ပြည်သူများဘေးကင်းအနေနဲ့ကင်းရှင်းကြပါစေကြောင်းကိုလည်းဆုတောင်းအပ်ပါတယ်။ ဂျူရန်နိုင်ငံကတော့အရှိလေပိုင်းဒေသမှာရှိတဲ့အမေရိကန်တပ်ဖွဲ့များအခြားဒေသမှာရှိတဲ့အမေရိကန်တို့ရဲ့အကျိုးစီးပွားများကိုတိုက်ခိုက်သွားမည်ဟုပြောကြားလာပါတယ်။အရှိလေပိုင်းဒေသနဲ့ကမ္ဘာတဝန်းမှာအကြမ်းဖက်မှုများပုံမူကျယ်ပြန့်စွာဖြစ်ပွားလာမည်ကိုလည်းကမ္ဘာသူကမ္ဘာသားများကစိုးရိမ်မကင်ဖြစ်နေကြပါတယ်။မရီယန်သမရဒေါ်နယ်ထရန့်ကတော့ Netherlands နိုင်ငံ The Hague မြို့မှာကျင်းပမဲ့ NATO's ထိတ်သည့်စီဝေးပွဲသို့ထွက်ခွာသွားပြီဖြစ်ပါတယ်အီရန်နဲ့အစ္စရေးနှစ်နိုင်ငံကြားအပြစ်ခတ်ရက်စက်မှုချိုးဖောက်ခြင်းအားစိတ်မချမ်းမညစ်ဖြစ်ရကြောင်းလည်းပြောကြားခဲ့ပါတယ်။နယ်သာလန်နိုင်ငံဒီဟိတ်မြို့မှာကျင်းပမဲ့34ကြိမ်မြောက်နေတိုးအဖွဲ့ထိပ်သီးအစည်းအဝေးပွဲသို့အဖွဲ့ဝင်နိုင်ငံပေါင်း32နိုင်ငံမှနိုင်ငံသားဝင်ကြီးများ၊ကာကွယ်ရေးဝင်ကြီးများတက်ရောက်ကြမှာဖြစ်ပါတယ်။ 33ကြိမ်မြောက်နေတိုးဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးပွဲအားအမေရိကန်ပြည်ထောင်စုဝါရှင်တန်မြို့မှာကျင်းပခဲ့ပြီး35ကြိမ်မြောက်နေတိုးဖွဲ့ထိပ်သီးအစည်းအဝေးပွဲကို တူရကီနိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။ မြောက်အမေရိကနိုင်ငံများဥရောပနိုင်ငံအများစုနဲ့ပါဝင်ဖွဲ့စည်းထားတဲ့နေတိုးအဖွဲ့ကြီးဟာလက်ရှိအချိန်နေအများအရကမ္ဘာပေါ်မှာအင်အားအတောင့်တင်းဆုံးအဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။အဖွဲ့ဝင်နိုင်ငံများအနေဖြင့်မိမိတို့ရဲ့ GDP ရဲ့9%ရာခိုင်နှုန်းကိုကာကွယ်ရေးအသုံးစရအဖြစ် တိုးမြှင့်သုံးစွဲရေးညီညွတ်မျှတစွာပါဝင်ဆောင်ရွက်ကြရေးကိုအလေးထားဆွေးနွေးမည်ဖြစ်ပါကြောင်းတင်ဆက်အပ်ပါတယ်။ အတလန်တိတ်ဒေသတွင်မှ နိုင်ငံတစ်ခုမဟုတ်သောနယူးဇီလန်နိုင်ငံကလည်းနေတိုးဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်ဖြစ်ပါကြောင်းထပ်လောင်းတင်ဆက်အပ်ပါသည်